ဖနံပြေလို့ရမှာအသုံးပြတဲ့နွားတရည်နဲ့ရောဘာဈေးနှုန်းတွေမြင့်တက်လာကြောင်းစကိုင်းတိုင်းဒေသကြီးမုံရခရိုင်မုံရမြို့နယ်ကံပြားကျေးရွာမှာလုတ်ကိုင်းနေတဲ့ဖနံလုပ်ငန်းအချို့ကိုရန်နာထားရတယ်လို့ဖနံလုပ်ငန်းရှင်တွေထံကနေသိရပါတယ်။ကံပြားကျေးရွာမှာအရင်ကရွာလုံးကျွနေပါဖနံလုပ်ငန်းတွေကိုလုတ်ကိုင်းကြပါမယ်။အခုအခါမှာတော့ကုန်ကျန်းဈေးနှုန်းနဲ့ကုန်ကျော်ဈေးနှုန်းကိုက်ညီမှုမရှိတာကြောင့်ဖနံလုပ်ငန်းအချို့ရန်နာထားရကနမေရလုပ်ငန်းအချို့သာဆက်လက်လုတ်ကိုင်းနေကြတာဖြစ်ပါတယ်။ ဖက်နယ်လုတ်ကိုင်းဖို့အတွက်ငွေရင်းနှီးများပြီးကုန်ကြောပြောင်းရမှုမကိုက်ကြပြည်ပကနေဒီဇိုင်းလာတဲ့ဖက်နယ်တွေဝင်ရောက်မှုနဲ့ဈေးနှုန်းကွာခြားမှုတွေကြောင့်ဖက်နယ်ရောင်းအားကျဆင်းနေတယ်လို့ ဖက်နက်ပြုလုပ်ရမှာကုန်ကျန်းဖြစ်ပါဝင်နေနွားသရီတပောင်းကို အရင်က1200ကျပ်သားပေးရပေမဲ့အခုခါမှာတော့နွားသရီတပောင်းကိုကျပ်2500အထိပေးဝယ်နေရတာဖြစ်ပါတယ်။ဒါအပြင်ရောဘာတပောင်းကိုအရင်က700တာကျသင့်ခဲ့ပေမဲ့အခုခါမှာတော့ရောဘာတပောင်းကိုကျပ်1500အထိကျသင့်နေပြီဖြစ်တယ်လို့သိရပါတယ်။ပြည်ရင်းထုတ်ဖက်နက်တွေအတွက်ကုန်ကျန်းစင်းလုံးမြင့်တက်မှုသာမကပုံကျောထွက်ရှိဖို့အစဉ်စဉ်ဆောင်ရွက်ရပါကုန်။မုံရမြို့နယ်ကံပြားကျော်ကကြောင်းနယ်ဖက်နက်လုံ င်္ဂန်းလုတ်ကိုင်းနေသူကိုဟိန်းစော်ကအခုလိုပဲပြောပါရယ်လက်မြဖြစ်ပုံဒီဒီဘိုင်းကြီးอ่ะဘောနော်ကျွဲလို့လွားတယ်အဲ့ကောင်လည်းနှစ်ခုထပ်ပြီးစလည်းပဲအဲ့ဒီစဆက်ဆက်ပြီးကြည့်စီးရီစုကိုဘတ်ကိုဘတ်တိုင်းစီးရီစုအထက်ထက်ခါကတော့ဘောနော်အဲ့လုတ်ပုံချောချောချာပါကလေးလင်းမနိုင်မယ်လို့အဲ့တပင်းတမှုဟုံးမလင်းခန်းကြီးတို့အဲ့ဒီတင်ပေါ် တော့กว่าပြဟိုဟာဘာပါလဲဆိုခုဝဲရတာကြာအစမှန်တယ်များတယ်ပေါ့နော်အခုဝဲရတာတောင်းချီပေါ့ခုသိမ့်ချီဖြစ်သွားပြီအဲ့ဒီတော့กว่าရဲ့စီဝါရေးတိကတည်းကတချို့တော့ငကိုဥ60လောက်ရှိရတော့သုံးတော့ဝဲနေပါတော့ညော့ပါတယ်ပေါ့မကြိုက်တဲ့ဟာတွေတော့တိတ်တော့ကိုယ်တော့လည်းတိတ်မကြံဘူးပေါ့လောက်ရခဲ့ငကိုလောက်တော့မကြံတော့ဘူးအဲ့လိုအဲ့လိုသမားလည်းရှားတယ်ပေါ့ မုံရမျိုးနဲ့ကံပြားကြီးရွာမှာပြစ်လုံနေတဲ့ဖနက်တွေကိုစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမြို့တွေမှာဖြန့်ပြူရောင်းချလျက်ရှိတာဖြစ်ပါတယ်။ထွက်ရှိတဲ့ဖနက်တစိမ့်တွေကတော့ကြောင်နဲ့တစိမ့်၊ချင်းတွင်တစိမ့်၊စိန်နာရီတစိမ့်၊ပတ်ကားတစိမ့်နဲ့မြင်းကြားတစိမ့်အပါအဝင်တစိမ့်ပေါင်း150နီးပါးထုတ်လုပ်လျက်ရှိတာဖြစ်တယ်လို့သိရပါတယ်။